ားလုံးပဲမင်္ဂလာပါဗျာကောင်းစက်တဲ့ဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံမျိုးဖိုင်လေတော့ကာဂျိုဂျီမင်းအွန်လိုင်းမော်လမြိုင်သွားတဲ့ကိစ္စနဲ့စင်မူတဲ့ကိစ္စပြောလာတဲ့မောင်စောက်တို့ရဲ့ရုပ်သံဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာဒါပေမဲ့မောင်စောက်တို့ကအဲ့ဒီကြောင့်နဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေတယ်လဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတော့တဲ့ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းစက်တဲ့ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ စစ်မှုထံဥပဒေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်တယ်တော်တော်ကြပြီဗျတော်တော်ကြပြီဘာလို့ဆိုဒီစစ်မှုထံဥပဒေနဲ့ကျွန်တော်စပြောအောင်မနော်အဲအဲ့ဒါအရင်မပြောဘူးဗျကျွန်တော်တို့ဘဘကြီးဦးမေအောင်လိုက်မော်လမြိုင်သွားတဲ့အကြောင်းလေးပြောမယ်ဗျနော်ဘဘကြီးအဖန်ဒီတော့မော်လမြိုင်မော်လမြိုင်ဒီတောင်ရိုးတန်းကြိုက်တလန်လို့ပါတော့နော်အဲဒါဆရာဒီဖရားကိုတဖူးတော့ဗောဖူးပြီးတော့သွားတော့သွားတဲ့ခါကျတော့ပို့တဖို့ကျွန်တော်တွေးလိုက်တယ်အဲ့ဒီမှာတွေးလိုက်တော့ကွန်မန့်တွေရေးလာ ဟဲ့တဲ့မော်လမြိုင်သူမော်လမြိုင်သားတွေပါလုံနေလဲပေါ့အဲအလုံးကြံဖို့ပေါ့ဥမေအောင်လဲလုံးကြံဖို့ပေါ့မင်းတို့ကောင်တွေမော်လမြိုင်မော်လမြိုင်သားတွေပါလုံနေတော့ငါတို့တွေကတော့တွင့်ချမှာပေါ့မင်းတို့တွေကပါလုံလဲပါညာပေါ့ဒီလိုပေါ့ဆိုတော့ကျွန်တော်ကအဲ့ဒီမှာစဉ်းစားရတယ်ဗျမင်းမော်လမြိုင်သူမော်လမြိုင်သားတွေကမင်းတို့ကောင်တွေလိုမျိုးဟမ်တာဆန်နေတယ်လားဟမ်တော်သားဟိုဂလိုင်တွေကတွင်းထဲမှာနေတဲ့တာဆန်နေများမင်းတို့ထင်လား ဟမ်မင်းတို့အဲ့ဒီမှာကိုမျိုးကိုဖြတ်ခဲ့တဲ့ဆော့အုံးတော်မရှိအတွေးကောမရှိလို့ကိုမျိုးကိုအကျန်းဖက်ပြီးဖြတ်ခဲ့လို့စစ်တပ်ကနေနေတဲ့မျိုးတွေပြတ်ခဲ့တာပြပုံဘဝရောက်ခဲ့တာဟမ်ကိုမော်လမြိုင်သူမော်လမြိုင်သားတွေကအတွေးကောရှိတယ်အသိဉာဏ်ရှိတယ်သဘောပေါက်လားမင်းတို့စဉ်းစားကြည့်လွန်ခဲ့တဲ့အနည်း20ကမော်လမြိုင်မျိုးအခြေအနေနဲ့ယနေ့မော်လမြိုင်မျိုးအခြေအနေသဘောပြန်ကြည့်သဘောပေါက်လားပလော်ဒီစ်တာယာပြီးတော့ ဘလောက်ဒီတိုးတက်ပြီးတော့ဘလောက်ဒီပြောင်းလဲသွားသလဲမော်လမြိုင်မြို့อ่ะဟမ်မင်းတို့မော်လမြိုင်ကိုဗာလဲမင်းတို့မင်းတို့မြို့နယ်ကပြာပုံပုံစံဖြစ်အောင်မော်လမြိုင်မြို့ပြာပုံဖြစ်အောင်မင်းတို့ကလှုပ်ဆော်တာမင်းမော်လမြိုင်ကမော်လမြိုင်သူမော်လမြိုင်သားတွေမင်းတို့လုံးငတုံးနေမဟုတ်ဘူးသဘောပေါက်လားစာမတက်ပင်တက်မဟုတ်သူတို့ကအတွေးခေါ်စီးတယ်အသိဉာဏ်စီးတယ်ညာညောမြင်စီးတယ်သဘောပေါက်လားမင်းတို့ဟောနေတာမင်းတို့စာမတက်ပင်မတက်ဟမ်လူများစကားမှာလမ်းဆုံးပြီးတော့ လှုပ်သင်းတာနဲ့မလှုပ်သင်းတာဝေခွဲမတတ်ပဲနဲ့မင်းတို့ထလှုပ်လို့မင်းတို့မျိုးတွေပြပုံဖြစ်သွားတာသဘောပေါက်လားတတ်မတော်ကြောင်မဟုတ်ဘူးနော်မင်းတို့ကပြည်သူဆိုပြီးတော့ပြည်သူလို့မနေလို့တတ်မတော်ကထိမ့်သိမ်းရဟင်တတ်မတော်ထိမ့်သိမ်းတဲ့နေရာမှာမင်းတို့တွေကငါပြောပြမယ်နိုင်ငံမှာဟဲ့အောင်မင်းတို့ကပြောပြောဖြစ်ရင်နိုင်ငံတော်ကလည်းပြောပြောနဲ့ပဲတော့မှာမင်းတို့ကမမာဖြစ်နိုင်ငံတော်ကတတ်မတော်ကလည်းမမာနဲ့ပဲတုတ်ပြမှာသဘောပေါက်လား မင်းတို့မျိုးတွေမင်းတို့ရွာတွေပြာပုံဖြစ်နေဆိုတာမင်းတို့ကအဲမင်းတို့ကိုမင်းတို့တကယ်ကိုဟာနိုင်ငံရေးသမားဟမ်တော်လှန်ရေးသမားဆိုတဲ့ပုံစံမျိုးနဲ့လက်နက်တွေတက်စင်အဲစစ်တပ်ကိုမင်းတို့ကောင်းနေအလင်းငိုင်ဝင်တိုက်ရဲစခန်းတွေအလင်းငိုင်ဝင်တိုက်လူငင်အားနဲ့အလုံးရင်နဲ့မင်းတို့အဲ့ဒါလို့လုံးမတော့မင်းတို့မျိုးတွေမင်းတို့ရွာတွေပြာပုံဖြစ်တာမဆမ်းဘူးဘဘောပေါ့လားအခုမော်လမြိုင်ကမော်လမြိုင်သားတွေကိုမင်းတို့တွေကသွားပြီးတော့မြောက်ပြီးတာ ဟဲ့အောင်မော်လမြိုင်သူမော်လမြိုင်သားတွေကအတွေးကိုစီးတယ်စဉ်းစားဆင်ခြင်တရားရှိတယ်မင်းတို့လိုမျိုးလူများစကားမှလမ်းဆုံးတဲ့လူတွေမဟုတ်ဘူးသူတို့မျိုးသူတို့မဖြတ်ဘူးသဘောပေါက်လားသူတို့မျိုးသူတို့တီဆောက်ခဲ့တာမင်းတို့စဉ်းစားလေကွာလွန်ခဲ့တဲ့နှစ်20ကမော်လမြိုင်မြို့အခြေအနေနဲ့ယနေ့မော်လမြိုင်မြို့အခြေအနေဘလို့ကွာဟသွားပြီလေမင်းတို့အဲ့ဒါတွေမင်းတို့မသိဘူးမင်းတို့စောက်ပိန်တွေမသိဘူးသဘောပေါက်လား မင်းတို့ကငတုံးနေငပိန်းနေဟမ်တော်တာတာဇာနေတော်တဲ့မှာစူးစဲကိုဝိုင်းလူပြီးတော့ရက်ဖို့တော့ပဲမင်းတို့ကစဉ်းစားနေတာဘောပေါလားမော်လမြိုင်မော်လမြိုင်သားတွေကစူးစဲမစားနိုင်ဘူးဘောပေါလားချင်ခိုက်ဖြုတ်ခိုက်မနေနိုင်ဘူးမင်းတို့တွေကစောက်တော်သားတွေဂလိုင်နေအောင်နေတော့တာဇာကောင်တွေကစူးစဲကိုဝိုင်းရက်မယ်ချင်ခိုက်ဖြုတ်ခိုက်နဲ့နေမယ်အဲဒါတွေကမင်းတို့ကကြိုက်နေတာမော်လမြိုင်သူမော်လမြိုင်သားတွေကအဲ့ဒါတွေမကြိုက်ဘူးဘောပေါလား မင်းတို့လိုမျိုးတောကျအုံညာမှာချင်းလိုက်ပြုတ်လိုက်မနေဘူးချင်းစည်းတယ်ဆိုရင်ချင်းစည်းဝေတော့မယ်ချင်းစည်းပြားမယ်ချင်းစည်းလူးမယ်သဘောပေါက်လားမင်းတို့လိုစူးစဲတော့ကိုလေတူလန်းကဝိုင်းပြီးတော့ရက်နေတဲ့လူမျိုးတွေမဟုတ်ဘူးမော်လမြိုင်သူမော်လမြိုင်သားမင်းတို့မကြဘူးလားဟမ်စကပုံစည်းတယ်ရန်ကုန်စကားမန္တလေးရဲ့ကျွာမော်လမြိုင်အစားဆိုတာကြားဘူးလားမော်လမြိုင်သူမော်လမြိုင်သားတွေကအစားတော့မှလीတော့မင်းတို့ကတ်လို့မရဘူးမင်းတို့ကတော်တယ်မှလीစူးစဲ ဟလာတထုပ်ကိုဝိုင်းပြီးလူရက်ပြီးတော့ညစားနေကြကိုကမော်လမြိုင်မော်လမြိုင်သားတွေအဲ့လိုမစားနိုင်ဘူးနော်အတွေးခေါ်ပညာရှင်တွေနော်လေးစားတယ်သဘောပေါက်လားဒါတော့အဘဦးမင်းအွန်လိုင်းဟလာမော်လမြိုင်ခီးစင်အပြည့်ပေါ့နော်ကွန်မန့်လေးတကြောင်းတွေးလိုက်လို့အဲ့ဒါကိုကျွန်တော်ကဩမသိလို့ရှိရင်မော်လမြိုင်မော်လမြိုင်သားတွေမင်းတို့လိုမျိုးပဲငတုံးလေးမဟုတ်ဘူးဆိုတဲ့အကြောင်းလေးကိုပြောပြနောက်တစ်ခုပါဗျာ အသက်12နှစ်13နှစ်14နှစ်အိမ်တော်တွေပြုကြတယ်မင်္ဂလာတွေဆောင်ပေးကြတယ်နော်ဟိုတလောကပဲဘယ်လောက်မှမကြသေးဘူးယောက်ျားလေးက12နှစ်တဲ့မိန်းကလေးက14နှစ်တဲ့အိမ်တော်ပြုကြတယ်ကရောပါရဲ့နားနဲ့မနာဖောင်းနဲ့နာကျွန်တော်တို့ငငယ်တော့အသက်12နှစ်ဆိုတာလေလေရီတော်မတော့သေးဘူးဟမ်အခုမင်းတို့တွေကမင်္ဂလာတွေဆောင်ပေးတာအဲ့ဒီဒေသမှာနေထိုင်တဲ့ယမီရဖားတွေ ခမရတို့အသိဉာဏ်မရှိကြဘူးလားဟမ်ဒါလူလူမျိုးဖြစ်ပြီလားဘယ်အရွယ်ရှိပြီလဲဟမ်အတွေးခေါ်နေတော့ဒါကအစင်းလုံးမျိုးရင်ဒါမလုတ်သင်မလုတ်တိုက်တဲ့အရာကြီးဗျတော့ဒါမလုတ်သင်မလုတ်တိုက်တဲ့အရာကြီးအသက်12နှစ်ဆိုတာဗျလူမျိုးတော်မဖြစ်သေးတဲ့အရွယ်ဘူးမင်းတို့တွေကမင်္ဂလာဘွဲကိုကျင်းပပေးတယ်ရှိဆိုတော့ခမရတို့တွေနေနေတော့စဉ်းစားဖို့ဖျားဟောဒီထဲကတော့ဒန်းကျွဲပြီးပခက်စင်ဆိုတဲ့ခစ်ကိုရောက်တော့မယ် ခင်ဗျားတို့တော့လူကြီးတွေကလူငယ်တွေကစိတ်ပါရင်တော့လူကြီးတွေကထိမ့်သိမ့်ပြရမှာခင်ဗျားတို့ကမထိမ့်သိမ့်ပြရနဲ့ဒီပွဲကိုပြင်းပြအောင်ဆောင်ရွက်ပေးတာကျွန်တော်တို့ရဲ့ဘုရားသာသနာကိုပြ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 ချင်းစုတ်ခစ်ကိုသွားမအောင်ခင်ဗျားတို့ကအမြန်ဆုံးစုတ်ခစ်ကိုဆွဲချသလိုဖြစ်နေတယ်ဗျာနည်းနည်းလေးစဉ်းစားကြအောင်လှုပ်သေးလှုပ်ထိုက်တာမလှုပ်သေးမလှုပ်ထိုက်တာဟမ်အပတ်ဆက်နေနေဆိုတာလူဖြစ်ရုံအင်းကဆောင်ရုံလည်းရှိသေးတယ်သိလားလူလောကမှာ ဒီကလေးတယောက်ရဲ့အသိဉာဏ်ဘာစီးလဲဟမ်လူများဆိုင်ရင်တည်းရင်ထားနိုင်တယ်လို့ဒီကလေးထားနိုင်လားကားပါကြိုးကြပါမယ်အသက်ဆန်းနေနေဆိုတာဟမ်ကျွန်တော်ပြောဖို့ဟာကျွန်တော်တို့အသက်ဆန်းနေနေဆိုရင်ကတော့ပါရဲ့နားနဲ့မနားဖိုးအားနဲ့နားဟမ်ဒီသုတ်ရည်ရောမှကျွန်တော်တို့မထွက်သေးဘူးဘာမှမသိသေးတာကျွန်တော်တို့ရောအသက်73နှစ်74နှစ်ဒီရကစားလို့ကောင်းတော့အသက်ဆန်းနေနေဒီရလေကျွန်တော်တို့လုံးကြီးရေချိုးနေတော့မယ်လုံးကြီးချိုးနေတာကျွန်တော်တို့တွေ မယုံရင်ကျွန်တော်အိမ်သားကကျွန်တော်လိုက်မှာကြည့်တဲ့နေကန်နေရှိတယ်မင်းကြီးအသက်17နှစ်17နှစ်17နှစ်ဆိုတော့ကျွန်တော်တို့လုံးကြီးချိုးတော့ပဲမိုးရွာပြေးဆိုလုံးကြီးပြေးပြီးဆောင်းအောင်လုပ်ပဲဘာမှမသိဘူးလင်မယားကိစ္စတွေပါဒီအခုအသက်17နှစ်နဲ့အိမ်တော်ပြုတ်ပြီလေဆိုတာခမရတို့အိတ်ဒေသမှာနေတိုင်းလည်းရမီရပါဒီခမရတို့မှတောင်းဝန်ရှိတယ်သိလားနောက်ပြီးတော့သာသနာ့ရေးဝန်ကြီးဌာနလည်းဒါလေးတွေကိုနည်းနည်းဟုတ်လားဒီလိုပေါ်ပြလာဖြစ်လာတဲ့ဟာလေးတွေကိုနည်းနည်းကြည့်ပြီးစေချင်တယ်ဗျာ အစင်းဆုံးပြောဒီကလေးတွေနော်ဒီအသက်ရွယ်လောင်းနဲ့အိမ်တော်ပြုတ်ရတယ်သူတို့ရဲ့အတွေးခေါ်တွေဘလောက်ထိသွားမှလဲဒီအိမ်တော်တို့ကဘလို့ထူထောင်မှလဲဘလို့ကာကွယ်ပြီးဘလို့စောက်စောက်မှလဲဒါဒီရှိသေးတယ်ဗျကျွန်တော်အဲ့ဒီတွယ်လေးကိုပြောတာမဟုတ်တော့မဖြစ်သင့်တဲ့အရာတွေကိုကျွန်တော်ကမူဝေရပြောပြတာစဉ်းစားဒါတွေကမဖြစ်သင့်သေးဘူးဟုတ်တော့လား ေးအသက်ဆက်စစ်ဆက်ကို20ယူကြတယ်ဆိုတာကျွန်တော်မပြောဘူးနော်ဆက်ကိုဆက်စစ်ဆက်ကိုယူကြတယ်ဆိုတာကျွန်တော်မပြောဘူးဘာကြောင့်လို့ဆိုခိခိရည်စီရောအရာဟုတ်လားစိတ်ကစားတဲ့ယူရယူကြတာဒီအသက်ဆက်နှစ်ဆိုတာကကျွန်တော်ဘလို့မှတွေးလို့မရအောင်ဗျာဘလို့မှစဉ်းစားလို့မရခေါင်လေးဆိုရင်ခလေးရောက်တော့မပြောင်းသေးဘူးအသက်ဆက်ဆက်နှစ် ျွန်တော်အိမ်တော်ကြားတယ်အသက်နဲ့ဆန်းနေနေအိမ်တော်ကြားတယ်ကျွန်တော်တို့နေမှာကျွန်တော်လူမျိုးတော်မလုပ်ခဲ့အောင်သိလားဘာကြောင့်လဲကျွန်တော်တို့ကចောင်းသားတွေចောင်းသားတွေဆိုတာလူမျိုးစည်းမအသွေးမခံရအောင်အသွေးမခံရတဲ့ကကြောင့်ကျွန်တော်တို့လူမျိုးရက်ရွာထဲမှာကျွန်တော်တို့ကာလာကမလုပ်ခဲ့အောင်เนาะအဲ့ဒါအသက်နဲ့ဆန်းနေနေအိမ်တော်ကြားတာအဲ့ဒါတော့ကျွန်တော်တို့ကစောတယ်လို့ထင်တာတကယ်လဲစောခဲ့တာအမှန်မှာပုံမှန်ဆိုရင်တော့ဒါ23 24 25 26 29ဒါအိမ်အောင်ပြုတ်ရမယ့်အရွယ်26 29 28ဖြစ်လာလို့ သားသမီးကဟာလာမိန်းကလေးကလည်းယောက်ျားစာမတွေ့ဘူးယောက်ျားလေးကလည်းမိန်းမစာမတွေ့ဘူးဟေးဆိုရင်ဒါမိဘတွေမှာတောင်းဆိုရှိတယ်မိဘတွေကစာပြီးစာပြီးပေးစားမှာအခုကဗျာအသက်ဆက်နေနေပေးလီတောင်းတယ်ဟေးဆိုတာနဲ့မိန်းမလိုချင်နေရပြီဒီပုံစံကြီးပြည့်နေနည်းနည်းတော့မျက်စိတွေမှာတောင်းမချိုးဘူးအစင်မပြေနေဘူးဗျာသိလားအဲ့ဒီဒေသမှာနေတိုင်းနဲ့ယမိယဘတွေလည်းခင်ဗျားတို့ဒါလေးတွေလည်းနည်းနည်းတွေးကြအောင်နော်နည်းနည်းစဉ်းစားကြအောင်နော်ကျွန်တော်တို့ရဲ့ဗုဒ္ဓသာသနာစုတ်ခင်းမှာ နော်ခမားတို့ကြောင့်အမြန်ဆုတ်ဆင်းလာမှာနော်ဒါလေးတွေလည်းစဉ်းစားအောင်နောက်တစ်ခုအခုလက်ရှိဒီစစ်မှုထံဥပဒေနဲ့ပတ်သက်တဲ့ကိစ္စလေးပေါ့နော်ဒီကိစ္စလေးကအခုမြေပြင်မှာပေါ့နော်အွန်လိုင်းပေါ်မှာကျွန်တော်တို့ကကြားနေရတယ်မြင်နေရတယ်တွေ့နေရတယ်ဟုတ်ဟုတ်ဒီလားမသိမဟုတ်ဒီလားမသိပေါ့နော်ဘယ်လိုလဲဆိုတော့အဲ့ဒီစစ်တပ်က တချို့အရာစီဒီတက်ကြကြီးတွေဘာတွေညာတွေပေါ့သူတို့กินကြတာတို့ဘာတို့အလဲကြတဲ့ခါကျတော့ဒီလိုမျိုးချောပေါ်တာဆွဲတယ်ပေါ်တာဆွဲပြီးတော့ယမိယဘာသူတို့ပစံပေးတယ်အဲ့တော့သူတို့အိတ်တွေတဲ့ထဲပြီးတော့ပေါ်တာဆွဲလာတဲ့ဟာတွေကိုသူတို့ကစစ်တက်တဲ့ထဲဟမ်ဒီလိုမျိုးတွေပေါ့ဒါဟုတ်လားမဟုတ်လားပေါ့ကျွန်တော်ကအတိအကျမသိဘောတော့ဒါပေမဲ့ online မှာပြန်တဲ့ကိစ္စအဲအဲ့ဒါမျိုးလေးတွေရှိတယ်နောက်တစ်ခုကရက်ကြီးရက်ရက်ကြီးအုတ်ချုပ်ရည်မှုတွေ ဟမ်ပြည်သူတွေဘောမငဲခွက်ဘူးဟာလာဒီစစ်မှုထမ်းကိုတွားဆိုပြီးတော့တိုင်တိုင်ဘလောက်ဘလောက်ဘလောက်လိုက်ခော့လိုက်ခော့ပြီးတော့ဟာလာဟိုအခုသိန်း30လောက်ကြတော့သိန်း50လောက်ကော့ကော့ပြီးသိန်း20လောက်တို့အဲ့ဒီတဲ့ဒါတွေလဲဒီ online ဘောမှာကျွန်တော်တို့တွေ့တယ်ဟုတ်သီလားမသိဘောမဟုတ်သီလားမသိဘောနော်နောက်တစ်ခုကဘာလဲဆိုတော့ယမီရဖားတွေရနေပြီးတော့ဟာလာငွေငွေကြီးလိုက်ကောက်တယ်နော်အဲဒါကဘာလဲဆိုတော့ အဲ့ဒါတော့ဟုတ်တယ်။ဘာကြောင့်လဲဆိုလူများတွေပြောတာဓာတ်ကြီးလည်းရှိတယ်။အဲအုတ်ချုပ်ရင်ကတော့ကဲမျိုးနယ်ကနေပြီးတော့ဒီမျိုးနယ်မှာစစ်မှုထမ်းဖို့9ရောက်ကြတယ်ပေါ့။အဲ့ဒီ9ရောက်မှာမှသူတို့မဲထမ်းလိုက်တယ်။ထမ်းလိုက်လို့ရှိရင်ဘယ်ရွာဘယ်နှယောက်ပေါ့။အဲဒီလိုကြတာပေါ့။ကြတဲ့ကကြတော့အဲ့ဒီရဲရွာမှာရှိတဲ့အဲအုတ်ချုပ်ရင်ကတော့ရမရပါးနေတဲ့တိုင်ပင်တယ်ပေါ့။တိုင်ပင်တဲ့ကကြတော့ရမရပါးတွေကငွေကြေးကောက်ခံပြီးတော့လူအစားတို့ငားထည့်တယ်ပေါ့။အဲ့ဒါတော့ဟုတ်တယ် ။နော်အဲ့လိုမျိုးတွေလုပ်တယ်ပေါ့။အစာတို့ကားတဲ့တော့။အဲ့ဒါတော့ဟုတ်တယ်။ဆိုတော့ကအစင်းဆုံးပြောရင်အခုကျွန်တော်ပြောသွားတဲ့အချက်၃ချက်မှာပထမနှစ်ချက်တော့ကျွန်တော်အတိအကျတော့မသိဘူးပေါ့နော်။ဒါဟုတ်သည်ဖြစ်စီမဟုတ်သည်ဖြစ်စီပေါ့။ online ပေါ်မှာပြန့်နေတဲ့ဟုတ်လားအရာလေးတွေ။အခုနောက်ဆုံးတစ်ချက်ကတော့ဟိုအဲ့လိုမျိုးရက်ဒီရမရပါတွေကဟုတ်လားငွေကြေးကောက်ခံပြီးတော့ဟုတ်လားကိုကြေးရွာလူငယ်တွေစိတ်မထမ်းရအောင်ဆိုပြီးတော့အချားနေရောငားထဲတာတော့ပါတော့ကြတော့ ။ဒါကြတော့ဟုတ်တယ်။အစင်းဆုံးပြောရင်ဒီ၃ခုလုံးဟာဒီကျွန်တော်ခုပြောရတဲ့အကြောင်း၃ခုလုံးဟာဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေဥပဒေကိုလက်တလုံးကြားလောက်တာဗျာ။ဥပဒေကိုလက်တလုံးကြားလောက်တာ။ဒီအကြောင်းတရားကို နိုင်ငံတော်လက်ရှိတောင်းအစီဆုံးအဘဦးမင်းအောင် online ကိုတိုင်းသိစေခြင်းနဲ့ကြားစေခြင်းနဲ့။ဆိုတော့ဘာကိုဆိုလိုချင်တာလဲလို့မင်းဒီမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအတိုင်းစစ်မှုထမ်းဥပဒေကိုဟုတ်လား မြန်မာနိုင်ငံလွတ်လပ်ရခဲ့တဲ့ဝေကြောင်းသားတို့ဦးဆောင်ပြောပါတော့ဒါကိုရေးဆွဲခဲ့တယ်သူတို့ရဲ့ရည်ရွယ်ချက်ကအရင်ကောင်းတယ်နော်သူတို့ရဲ့ရည်ရွယ်ခဲ့တဲ့ရည်ရွယ်ချက်ကဘာကြောင့်လဲဆိုတော့အဲ့ဒီရည်ရွယ်ချက်ကစစ်မှုထမ်းမှုဆိုတာကစစ်မှုထမ်းခိုင်းတဲ့ဆိုတဲ့ရည်ရွယ်ချက်ကရည်ရွယ်ချက်ကဘာလဲလို့မေးအခုကကျွန်တော်တို့ကဘာကြီးကိုဖြန့်ပြီးကြည့်လိုက်တနိုင်ငံနဲ့တနိုင်ငံဟုတ်လားစီရီတင်းမာနေတယ်အခုဆိုပါလက်စတိုင်းတို့ဟုတ်လား ဣစရေလဟာစစ်တွေဖြစ်တယ်နော်အခုထိုင်းနဲ့ကမ္ဘောဒီးယားနဲ့စစ်တွေဖြစ်တယ်နောက်ဟိုမှာရုရှားနဲ့ဥရင်းနဲ့စစ်တွေဖြစ်တယ်ဒါပါဒါကျွန်တော်ပြောပြတာဆိုတော့ကျွန်တော်တို့တိုင်းကြီးလဲတစ်ချိန်ကသူ့ဂျုံဘောကိုရောက်ခဲ့တယ်အင်္ဂလိပ်အုပ်ချုပ်တယ်ဂျပန်အုပ်ချုပ်တယ်ဆိုတော့အစေးကလူကြီးတွေကချာမခဲ့တဲ့စစ်မှုထမ်းဥပဒေနိုင်ငံသားတိုင်းစစ်မှုထမ်းရမယ်ဆိုတဲ့ဥပဒေကိုချာမခဲ့တယ်ဆိုတာကနိုင်ငံသူနိုင်ငံသားတွေ တိုင်းတစ်ပါးကကျူးကျော်လာတယ်ဟေ့ဆိုတာနဲ့နော်သူကသူလာကပါပါပဲနေနေထိုင်းနိုင်ငံပဲနေနေစင်ကာပူပဲနေနေမလေးပဲနေနေကြိုက်တဲ့တိုင်းကြီးမှနေကြိုက်တဲ့ကဘာမှနေတိုင်းကြီးနဲ့လူမျိုးထိပါလာပြီးညိုချစ်စိတ်စိတ်တဲ့လူငယ်တိုင်းကကိုပြီကိုကိုပြန်ကိုနဲ့ကိုပြန်ပြီးချက်ချင်းတနက်ကင်ကြီးပြစ်တရအောင်လို့စင်မှုထားခိုင်းတာဗျကျွန်တော်ပြောရစင်စင်လေးရောနိုင်ငံသူနိုင်ငံသားတိုင်း လက်နဲ့ငယ်ကင်ပြီးတော့ရောက်တယ်ဟေးဆိုတာနဲ့တခါတည်းအိမ်ကိုရောက်တယ်နဲ့အဝတ်လုံးပြစ်ချပြီးတနက်ကောက်ခိုင်ပြစ်တရအောင်လို့စင်ပညာသင်ဖို့ဒီလိုရည်ရွယ်ချက်နဲ့စစ်မှုထမ်းခိုင်းတာဒါကိုအခုဆောင်လွဲပြီးတော့ဒီစစ်မှုထမ်းမှုကိုဆောင်လွဲပြီးတော့ဥပဒေကိုလက်တလုံးချလုပ်ပြီးတော့ငွေကြေးတွေနဲ့ဟာလားစစ်မှုမထမ်းမွဲနဲ့ဒီလိုမျိုးပတ်ပြင်းနေတဲ့ကိစ္စတွေကဒါတွေကတရားမဝင်ဘူးလို့ကျွန်တော်ထင်တယ်ဗျာ တရားမှုအခုဦးမေအွန်လိုင်းချမှတ်လိုက်တယ်ဟုတ်လားဟိုဟိုရင်တွေကဒီဥပဒေကိုစစ်မှုထောက်ဥပဒေကိုရေးဆွဲခဲ့တယ်ဒါကိုဦးမေအွန်လိုင်းကဒါကိုအကောင့်တွေပေါ်ပြလိုက်တယ်အတီးပြုတ်ပြလိုက်တယ်ကျွန်တော်တို့ကကျွန်တော်တို့လည်းထောက်ခံတယ်အားပေးတယ်နိုင်ငံသားတိုင်းနိုင်ငံသားတိုင်းစစ်ပညာတက်ဖို့တားရမယ်အခုဗျာစစ်မဖြစ်ဘူးထောင်းနိုင်ငံသားတိုင်းမိမယောက်ျားတန်တန်လက်နက်ငယ်တလောက်ကိုတစားစီဖြုတ်တတ်တစားစီစင်တတ် ဟုတ်လားဘယ်လိုပြည့်ရမလဲဆိုတာသိနေရမယ်အဲ့လိုမျိုးရွယ်ချက်နဲ့လက်နက်ပညာနားလည်ဖို့အတွက်ဒီလိုစစ်မှုတန်ဥပဒေကိုထည့်သွင်းခဲ့တာအခုကျွန်တော်တို့ဒီအစ်စတွေးနဲ့ပါလက်စတိုင်းကိုကြည့်ပါလက်စတိုင်းကျူးကျော်တဲ့ချိန်အစ်စတွေးပြည်သူတွေချက်ချင်းပြန်ပြီးတော့သူတို့တိုင်းပြည်ကိုချက်ချင်းပြန်တယ်ပြန်ပြီးတော့ချက်ချင်းတနက်လွယ်တာဟမ်တိုင်းပြည်တို့ဆိုပြီးတော့အဲသူတို့ကလူတိုင်းလူတိုင်း စစ်မှုဌာနဘွားကြီးလေစစ်မှုဌာနတက်ခါကျတော့စစ်ပညာကိုသူတို့မှအခြေခံစီတာပြီးသားအခြေခံပြစ်စီတာတဲ့အတွက်ရောက်တယ်ဆိုတာနဲ့တနက်ကင်ရောစစ်တန်းတန်းလိုက်တာပါလေခင်ဗျားတို့ကအဲ့ဒီချိန်ကြမှာနိုင်ငံကိုကျူးကျော်စစ်ဝင်တော့မှအဲ့ဒီချိန်ကြမှာသင်တန်းတက်မှာလားဟင်စစ်သင်တန်းကိုအဲ့ဒီချိန်မှာတက်မှာလားနေနေတော့စဉ်းစားကြအောင်နော်ခင်ဗျားတို့လုံနေတဲ့အလုပ်တွေကလွဲနေတယ်အောက်ကြီးမှာတော်တော်လွဲနေတာ ကျွန်တော်အစိုးရပြောရတဲ့အပိုင်း၃ပိုင်းမှာအစေးကနှစ်ပိုင်းကဟုတ်ဒီမဟုတ်ဒီထားလိုက်အောင်နောက်ဆုံးပြောခဲ့တဲ့အပိုင်းကဟုတ်တယ်ရဲရော်မှာနေတိုင်းနဲ့အုတ်ချွေမူကတော့ဟေ့ဒီတို့ရော်ကတော့နှစ်ယောက်ပေးရမယ်ကွာစစ်မှုထမ်းဥပဒေတော့ဟုတ်ပြီအဲ့ဒါယမ်မီယဘာခေါ်ပြီးတော့တိုင်မင်းမီယမ်မီယဘာတွေကငွေကောက်ခံပြီးတော့လူများရော်ကရော်ငားပြီးထည့်ပေးတယ်အဲ့ဒါတော့ဟုတ်တယ်တကယ်လို့အဲ့ဒီငားပြီးထည့်ပေးလိုက်တယ်အဲ့ဒီကောင်လေးကစစ်မှုထမ်းပြီးကဲ तू နှစ်နှစ်ပြည့်လို့ तू ပြန်နာပြီး တကယ်လို့နှုံတစ်ချိန်သူ့လက်ကြလိုက်ရင် तू နောက်တော့စစ်မှုပြန်ထားဦးမလားမထမ်းတော့ဘူးလားဒါမျိုးတွေစီတယ်ဟောကျွန်တော်ပြောချင်တာကျွန်တော်ဆိုလိုချင်တာနော်နေရတကငွေလန်းခင်းလို့မရဘူးဆိုတဲ့ကြောင်းနော်နေရတကငွေလန်းခင်းလို့မရဘူးအခုပြကျွန်တော်ပြောတာစဉ်းစဉ်းလေးအခုဟုတ်လားဒီမျိုးတွေမှာ9ရောက်ဟုတ်ပြီဒီရွာကိုမျိုးနေတဲ့ခါမဲနိုင်လို့ဒီရွာမှာအခုစစ်မှုတော်ဥပဒေတရားကြားတယ်အဲ့ဒီရွာသားတွေမဲနိုင်လိုက် သူအသူထိုင်းနိုင်ငံမှာပဲနေနေမလေးရှားမှာပဲနေကြိုက်တဲ့တိုင်းပြည်မှာတနေသူတို့မှာဒဂုံစင်းကျွန်တော်တို့မှာဒဂုံစင်းနေရှိတယ်နော်ဒီဦးမင်းအောင်လိုက်ပြထန်းလိုက်တဲ့အချိန်ကနေစပြီးတော့ဒဂုံစင်းကိုကြည့်လိုက်ဘယ်သူဟာသူ့ရဲ့အသက်ရွယ်ကံတမ်းမှာစိတ်နေတယ်လေပြီးရင်အဲ့ဒီလူတွေကျမ်းမာရေးစစ်စစ်ချက်ဘလူဟာကျမ်းမာရေးစစ်စစ်ချက်မှာပြည့်မိနေတယ်လေနော်နောက်ပြီးတော့သူတို့ချွင်းချက်တွေရှိတယ် မိဘအိုတွေမိဘဖအိုတွေပါနေတဲ့အဲဒါမျိုးတွေရှိတယ်ဘလူကချွင်းကြပါရှိနေကဲဟုတ်ပြီဥပမာတည်းကကျွန်တော်အဲ့ဒီယူရမှာဟုတ်ပြီကျွန်တော်ကကျွန်တော်မဲပေါက်တယ်ပေါ့ကျွန်တော်မဲပေါက်တယ်စစ်မှုထမ်းမှုဟုတ်ပြီကျွန်တော်ထိုင်းမှနေတယ်ဟုတ်ပြီကျွန်တော်ပြန်မယ်စစ်မှုပြန်ထမ်းမယ်ဟုတ်ပြီကျွန်တော်စစ်မှုပြန်ထမ်းလို့ကျွန်တော်ရဲရွာကရမီရပါတွေကကျွန်တော်မိဘစားဖို့သောက်ဖို့အတွက်အားလုံးဝိုင်းဝန်းပြီးတော့ငွေကြေးကောက်ကပ်ပြီးတော့မိဘကိုသပေးတာအဲ့ဒါမျိုးကျွန်တော်တို့လက်ခံတယ် အဲ့ဒါမျိုးဖြစ်သင့်တယ်ခမရတို့ရံပြရဖားကပတ်စံကောက်ပြီးအချားရောငါးထဲတယ်ဆိုတော့အလောက်ကလည်းဒါဥပဒေကိုလက်တလုံးကြားလောက်တာကျွန်တော်တို့လိုချင်တဲ့ဥပဒေကအဲ့ဒါမဟုတ်ဘူးဟိုအစီကဘူကြောင်းဆန်းလို့လူကြီးတွေတော့လက်ရှိဘာဦးမေရောလိုက်ကိုတိုင်းဒီဥပဒေကိုချမှတ်ခဲ့တယ်ဆိုတာနော်ခမရတို့အဲ့လိုမျိုးပြည်သူစစ်မှုထမ်းဥပဒေကိုဒီလိုငွေပေးပြီးငါးထဲဝင်မဟုတ်ဘူးနိုင်ငံသူနိုင်ငံသားတွေ စစ်တင်ညာအခြေခံနားလေအောင်ခင်ဗျားတို့တော့ဒီမိုကရေစီဆိုလိုချင်တဲ့ဒီမိုကရေစီမဟုတ်လားဒီမိုကရေစီလမ်းစဉ်မှာခင်ဗျားတို့တက်ကြည့်ကြည့်စစ်မှုမထမ်းတဲ့လူရှိဘူးထိုင်းနိုင်ငံမှာလည်းကြည့်ထိုင်းနိုင်ငံသားတွေအကုန်တနပ်ပြစ်တတ်တယ်အကုန်စစ်မှုထမ်းရတယ်ဟုတ်အချောင်းတော့မဆောင်ရဘူးခင်ဗျားတို့မတွေ့ဘူးလားခဏခဏပဲဗီဒီယိုဖိုင်နေတဲ့မဲတနိုင်လို့တချို့ချောင်းတွေမဲပေါ့ရင်တခါတက်ပြီးမဲနေတာတွေပါတယ်တချို့ချောင်းတွေက မပေါလို့စင်ပြောတာထားခုံတာတွေပါလေဟမ်နိုင်ငံသူနိုင်ငံသားတိုင်းစစ်လက်နက်ကိုကျွံ့ကျွံ့ညင်ညင်ကင်နိုင်အောင်လို့ဒီဥပဒေကိုရေးဆွဲခဲ့တာတိုင်းကြီးတစ်ခုနဲ့တစ်ခုအချိန်မျိုးကျူးကျော်စစ်ဆိုတာရှိတယ်ဒီကျူးကျူးကျော်စစ်မဝင်လာဖို့အတွက်ဝင်လာလို့စင်နိုင်ငံသားတိုင်းရောက်နေဟိဆိုစစ်တပ်စီရောက်လာတော့တနက်ရောအင်းကိုပေးလိုက်တာတဲ့တခါလေကြီထိုးပြီးတော့ စေတန်တန်းလိုက်နိုင်တဲ့အရင်ချင်းစီရောခင်ဗျားတို့စစ်မှုခံနိုင်တာသဘောပေါက်လားမြန်မာနိုင်ငံမှာအိမ်တော်စုတိုင်းအိမ်တော်စုတိုင်းမှာတကောင်စင်းစီတယ်ခင်ဗျားတို့ခင်ဗျားတို့ထိုင်းနိုင်ငံမှာပဲဒီနေ့မလေးစားပဲရောက်ရောက်စင်ကာပူပဲရောက်ရောက်လာကဘာပဲရောက်ရောက်ကြိုက်တဲ့တိုင်းကြီးရောက်ကြိုက်တဲ့ကဘာရောက်နိုင်ငံတော်ကစစ်မှုထမ်းပြီးကြားလာပြီးမဲနိုင်လို့ပေါက်သွားပြီးဆိုတာလေခင်ဗျားတို့ပြန်ဝင်လာပြီးတော့လက်ပြန်ကိုလောက်ရမှာမလောက်ချင်ဘူးလား မလုံချင်တဲ့ဘောဘလက်လက်တွင်စင်းစင်းလေးနိုင်ငံသားပြေမပယ်ပလိုက်လေဟုတ်တော့လားနိုင်ငံသားပြေမတခါတော့ပယ်ပလိုက်လေအခုလက်ရှိတော့အပတ်စဉ်ပြေမတင်နှန်းစင်းတွေကိုဟာလားသူတို့ရဲ့နောက်လာမဲ့လောက်ကန်ကိစ္စတွေပိုင်းနဲ့နိုင်ငံတော်ကြီးပိုင်းတွေရဲ့သူတို့ရဲ့လှုပ်ဆောင်ချက်လေးတွေကောင်းတယ်ဗျဒါပေမဲ့အောက်ကြီးမှာပြန်မကြည့်နိုင်တာဆိုးတယ်ကျွန်တော်တို့လိုချင်တာကစစ်မှုထံဥပဒေဆိုတာ နော်ခမရတို့အဲ့လိုမျိုးငွေပေးပြီးတော့လူငါထဲတာတို့နော်အဲ့လိုပေါ်တာဆွဲပြီးတော့ထဲတာတို့အဲ့ဒါမျိုးကျွန်တော်တို့လူကျင်တာမဟုတ်ဘူးနိုင်ငံတော်ကနေပြီးတော့ဟုတ်လားဒီပတ်စင်မှာစစ်သားရင်ဟာ900ဟုတ်ပြီတမျိုးနဲ့ဘယ်လောက်လဲဟုတ်လားဒါမျိုးနဲ့မဲရီတော့နဲ့သွားပြီးမဲနိုင်မဲစနစ်နဲ့သွားအဲ့ဒီကျေးရွာဒီမဲစနေနဲ့သွားပြီးအိမ်အောင်စုတိုင်းမဲနိုင်နိုင်ပြီးတော့ပေါက်လာတဲ့ပုံစံမှာကျွန်တော်တို့ကအဲ့ဒီပုံစံနဲ့သွားခြင်းတာ အခုကအဲ့ဒီပုံစံမရောက်ပဲနဲ့ငွေလန်းငွေလန်းငွေလန်းနေရခင်းနေတယ်ဒီကြားတဲ့ကျွန်တော်အမေတော်မှအဲ့ဒီစစ်မှုထမ်းဥပဒေကိုပတ်စံပေးရတယ်ထည့်ပေးရတယ်ကျွန်တော်မပြောကျွန်တော်အခုမှပြောတာကျွန်တော်ပတ်စံပေးရလို့ကျွန်တော်အမေထည့်ပေးရလို့ပြောတဲ့စကားမဟုတ်နည်းနည်းတော့စဉ်းစားကြည့်ဗျာအထက်ကလူကြီးတွေနည်းနည်းတော့စဉ်းစားကြည့်ကျွန်တော်အိမ်မှာကျွန်တော်အမေတယောက်ရေကျွန်တော်အသာကျောင်းနေနေတယ်အသက်16နှစ်နှစ်ယောက်ပဲရှိတယ် ျွန်တော်အသက်40နဲ့6နှစ်တည်းမှာကျွန်တော်ညီ၄ယောက်ရှိတယ်။နော်အငယ်ဆုံးကအသက်30နဲ့7နှစ်တည်းမှာစင်လာကျွန်တော်တို့တွေကစစ်မှုထောင်ဥပဒေနဲ့အကျိုးဝင်သေးတာအကျိုးဝင်သေးတယ်ကျွန်တော်ပတ်စံဝင်ကျွန်တော်ကိုယ်တိုင်စစ်မှုထားမယ်ကျွန်တော်တို့ကတပ်မလို့ချစ်တဲ့ကောင်းလေးပတ်စံဆိုတာပေးစရာမလိုဘူးကျွန်တော်တို့ဟုတ်တော့လားဖေးချင်းခေါ်မယ်ခေါ်မင်းလေးပြောလိုက်ချက်ချင်းစင်လာပြီချက်ချင်းတောင်းဝန်လက်ထမ်းဆောင်ပါတိုင်းကြီးကိုချစ်တဲ့ကောင်းလေးနော်အမျိုးသားသာသနာကိုချစ်တဲ့ကောင်းလေး စစ်တိုက်ဖို့လည်းမကြောက်ဘူးလောကမှာเนาะကျွန်တော်တို့အဲ့ဒါကိုကျွန်တော်မေမဟုတ်ဆိုမှเนาะအသက်60နဲ့စစ်တယ်မှာကျွန်တော်မေအမေတယောက်နဲ့ခလေးရိုက်ကြောင်းတက်နေတဲ့ခလေးတယောက်ပဲရှိတယ်ခလေးရလည်းအခုဟလာအစိုးရကြောင်းမှာတထားရတာအမေတယောက်ပဲအိမ်မှာရှိတာအဲ့ဒါကိုကျွန်တော်မေရဲ့စစ်မှုထံဥပဒေအတွက်ဆိုပြီးတော့ခွဲရမ်းနေတယ်ပတ်စံထည့်နေရတာနည်းနည်းတော့ရုပ်ပေါင်းတယ်ဗျာ ်ဒါကျွန်တော်အိမ်မရောက်သေးလို့အိမ်ရောက်ပြီးရင်အဲ့ဒီကြေးရွာကအုတ်ချွေရင်မူတွေဘယ်လိုတွေမင်းတို့ငါ့ကိုလွှတ်အောင်ဆောင်လွှတ်အောင်ဆောင်အကောလုံးဆောင်မှာအေးအသက်၄၄လေးအကျိုးဝင်ထားမယ်ဆိုရင်လူကိုယ်တိုင်လိုက်ပြီးစမှုထားမှာသူကြီးကြောင်တော့မဟုတ်ဘူးနော်ဘာဖြစ်လဲနိုင်ငံတော်တောင်းဝန်ထမ်းဆောင်တာပဲဘာအောင်ကြောက်ရမှာလဲကြောက်စရာမလိုဘူးဆက်စရာလည်းမလိုဘူးကိုတိုင်းကြီးတို့ ိုတောင်းဝန်ထမ်းဆောင်တာလေမင်းတို့မလုပ်ရဲဘူးလားအဲ့ဒါလေးကိုကျွန်တော်ကပြောချင်တယ်တော်တော်ကြပြီဗျနိုင်ငံတော်အကြီးပိုင်းတွေကချမှတ်ထားတဲ့ဥပဒေတွေနော်ဒီစစ်မှုထမ်းဥပဒေတွေအရန်ကောင်းတယ်အရန်တက်မှုရှိတယ်ထောက်လဲထောက်ခံတယ်ကျွန်တော်တို့နိုင်ငံသားတိုင်းနိုင်ငံသားတိုင်းစည်ရင်ဒီပညာစည်ရင်စစ်လက်နက်နဲ့ပတ်သက်ပြီးတော့အ ਨੇ စုံလက်နက်ငယ်တွေအဖြုတ်တက်အပြစ် အားလုံးကျွမ်းကျင်နေရမယ်ဒါရည်ရွယ်ချက်နဲ့နိုင်ငံတော်အစိုးရလူကြီးတွေကဟိုးကျွန်တော်တို့လူမဖြစ်ခင်တည်းကလူကြီးတွေကနိုင်ငံရဲ့ပြီးသူကတွေကဟွန်းဒါကိုချမှတ်ခဲ့ပြီလားမင်းတို့နိုင်ငံသားတွေနောက်တစ်ချိန်လူများတိုင်းကြီးကကျူးကျော်လာရင်ချက်ချင်းတနက်ကောက်ပြီးတော့ပြစ်နိုင်အောင်လို့နိုင်ငံသားတွေတိုက်စစ်တိုက်နိုင်အောင်လို့ဒီလိုလမ်းစဉ်ချပြီလားအခုကခင်ဗျားတို့ကဒါကိုဟာလာငွေလမ်းခင်းပြီးတော့ဥပဒေကိုလက်တလုံးကြားလုပ်တယ်ပြီးတော့ လူတွေကိုငားထဲတာဒါလမ်းကြောင်းတော့မကြောက်ဒါဝနိုင်ငံတော်အစိုးရကဘာဦးမေအွန်လိုင်းနဲ့အဲ့တော်ဝင်စီလူကြီးမင်းများဒါဝစီစစ်ပေးစေချင်တယ်ကျွန်တော်တို့ကတော့အစင်းဆုံးပြောရင်မဲစနစ်နဲ့သွားတဲ့ကြားတဲ့လူထမ်းဆောင်အောင်ပါတော်သူထိုင်းနိုင်ငံဘက်နေနေစင်ကာပူဘက်နေနေမလေးဘက်နေနေလာကမ္ဘာဘက်နေနေကြိုက်တဲ့တိုင်းကြီးကြိုက်တဲ့ကမ္ဘာမှာတနေ့သူတို့မှာတကောင်စင်းစီးတဲ့တကောင်စင်းတိုင်းကိုဖောင်းအားမှာမလာနိုင်ဘူးလားမလုံနိုင်ဘူးလား မလုံနိုင်တော့ဘလက်လက်သွင်းစင်စင်လေးဘာမှညာနေစရာမလိုဘူးပယ်မြင့်တာမှကြီးစရာမလိုဘူးစကားပြပြပြောနိုင်ငံသားနဲ့နိုင်ငံသားတိုင်းကစစ်မှုတာမှုတောင်းဝန်ရှိတယ်နိုင်ငံသားတိုင်းတောင်းဝန်ရှိတယ်နော်ဘာကြောင့်လဲဆိုတော့မင်းတို့လိုချင်တဲ့ဒီမိုကရေစီဆိုမင်းတို့လိုချင်တဲ့ဒီမိုကရေစီကိုမပြည့်ပြည့်အောင်အခုစူးစမ်းပြီးနေတယ်မင်းတို့ရမယ်လေကွာမင်းတို့ဒီမိုကရေစီရမယ်လေရလေရခဲ့တယ်လေမင်းတို့အဲ့ဒီမိုကရေစီလမ်းစဉ်ကို လားမင်းတို့ကျင့်ကုန်တက်လားအဲ့ဒီကြောင့်ကိုကျွန်တော်ပြောတာမင်းတို့မြန်မာနိုင်ငံမှာဒီမိုကရေစီဆိုတာမပြောနဲ့ဘယ်ကောင်မှဒီမိုကရေစီစံချိန်စံညိုနဲ့ကန့်ညိုမနေနိုင်ကြဘူးမနေနိုင်ကြတော့အခုလိုဖြစ်တာစင်စင်လေးလိုချင်တာဒီမိုကရေစီလုံနေတာတလွဲစပင်ကောင်းဘာတခုမှအကျိုးမဝင်ဘူးနော်အဲ့ဒီအကြောင်းအရာလေးတွေကိုပြောချင်တာကျွန်တော်နော်အပန်နေလဲမထွက်တော့ဘူးတနေ့လေတော့လဲတိတော်လိုက်တယ်မှာပြောတာလား အခုကတော်တော်អော်ပြီးပြောနေရတယ်ကျွန်တော်မှာနားလည်ပြကြဗျာအားလုံးပဲမင်္ဂလာညကြမှာတော့ကျွန်တော်အတန်ဒါနာနေပြီအားလုံးအေးချမ်းကြပါစေနော်